စဘာစည်းစတိုက်ကြဆင်းနေပြီး တွင်ရစုစင်းနှောင်းတွေကြီးမြင့်နေတာကြောင့်လက်ထမအချို့စဘာမဆိုင်နိုင်တော့ဘူးလို့သိရပါတယ်။စဘာစည်းစတိုက်ကြဆင်းနေပြီးယာရီဆက်ရှုံးပေါ်ကနေခဲ့တာကြောင့်ဒီကနေ့စဘာဆိုင်ယာရီချိန်မှာအေယာရီတိုင်အတွင်းကလက်ထမတွေစိုက်ရီကရှော့ချစိုက်ပြိုကြသလိုတချို့ဟာဒီကနေ့အချိန်ထိစိုက်ပြိုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။လက်ရှိစဘာစည်းကွက်မှာပြင်းပြွနွေစဘာတင်းတရာကို73သိန်းချက်မိုးစဘာတင်းတရာကို95သိန်းချက်ဝန်းကျင်ရှိနေပါတယ်။ ။တွင်အားစုစည်းိမ်နဲ့အထွန်းနှုံမကိုက်ညီတာကြောင့်မိုးစပါအပြင်းမဆိုင်တော့ဘူးဆိုရဲတောင်သူတွေပါရှိလာနေပါတယ်။ညောင်နှောင်းမြို့နယ်ကတောင်သူတအူးကညနေပိုင်းနေဆိုမဆိုင်ကြတော့များတယ်။မနေ့ကရေမြုပ်ထားလို့ရှုံးကြတာလည်းပါတယ်။အခြားကန်သမားတွေဆိုမကိုက်ဘူး။မနေ့ကလည်းရှုံတော့ဒီနေ့မဆိုင်ကြတော့ဘူးလို့စေချပလက်ဖောင်းကိုပြောပါတယ်။လက်သမားအများစုဟာပြိုးထောင်ဆိုင်ပြိုးတော့ထက်ပြိုးချင်းဆိုင်ပြိုးတော့ကိုပဲလှူဆောင်နေကြပြီးဆိုင်ကားပြေဆိုင်ပြိုးတဲ့တောင်သူတွေနေပါနေပါတယ်။ဒါပြင် အလုတ်သမားရှာပါမှုပါကြုံတွေ့နေရပြီးလူငယ်တွေအများစုဟာစစ်မှုထမ်းဥပဒေအရတင်းရှောင်နေရသလိုအမျိုးသမီးငယ်တွေကလည်းလောကရရှိမှုနေပါတဲ့လေလုံငန်းတွေကိုကြောခိုင်းပြီးဆက်ရုံအလုတ်ရုံတွေမှာတွားရောက်လုကင်နေကြတယ်လို့သိရပါတယ်။ကုလင်ရှိလိုပဲစိုက်နေရတာအစာဘိုးစေဘိုးထွန်ကားတွေနဲ့ထွက်လာလို့စပားစိမတက်ရင် မကြိုက်ဘူးလို့ဒနုမြို့မြို့နယ်ကလယ်သမားတအူကပြောပါတယ်။ မိုးစောင်းဆိုင်ပြို့ဖို့အတွက်တအေကောက်ကိုအ ਨੇ ဆုံးကိုသိန်းဝင်းကျင်ကုန်ကြတာကြောင့်စိုက်ပန်ကထုတ်ပေးတဲ့စိုက်ပြို့စီချင်းွေတွေဟာဘလို့မှလောင်ငါမှုမရှိတော့ပဲစိုက်ပြို့သူနေပါလာတာပါပြင်ပကနေအတုံုံမြင့်မြင့်နဲ့ရယူကစိုက်ပြို့ပါကလည်းရရှိလာတဲ့စပါးစိနဲ့ကန့်ညင်မှုမရှိတာကြောင့်စိုက်ပြို့လို့သူတောင်းတူနေပါသွားတဲ့အကြောင်းဖြစ်တယ်လို့လည်းသိရပါဗျစပါးကအကုန်ရှုံးကြတာ လယ်သမားလှောင်နေသူစက်သမားအကုန်ရှုံးတာအခုစပားစင်းနဲ့ဆိုရင်တော့မလွယ်ဘူးထက်ရှုံးကြမှာပဲလို့စပားရောင်းဝယ်သူတအူးကပြောပါတယ်2024ခုနှစ်မိုးစပားဆက်ပြိုးရာသီမှာရေကြီးတာပိုကျတာတွေကြောင့်အထွတ်နှုန်းကျဆင်းခဲ့တယ်လို့မိုးစပားရေသိမ်းချိန်မှာဈေးနှုန်း18သိန်းဝန်းကျင်သာရှိခဲ့ပါတယ်နောက်ပိုင်းမှာဝဲသူနှဲလာကြကြောင်းစပားစင်းဆက်လက်ကြဆင်းသွားခဲ့ပြီးစပားအဟောင်းတွေများစွာကြန့်ရှိနေတဲ့အဖြစ်ကိုပါတောင်သူတွေရင်ဆိုင်နေရတာဖြစ်ပါတယ်ရှင်။ အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရေရှည်ရဲ့တင်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။